အားလုံးပဲမင်္ဂလာပါခင်ဗျာ Lucky Duty Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ22ရက်ဆယ်လ2025နေကုန်အတွက်ဒုတိယလေးကိုတက်ပြပေးသားပါမယ်ခင်ဗျာ ပထမဆုံးကျွန်တော်တို့22ရက်နေ့ကျွန်တော်တို့7နှစ်ကြီးတမနဲ့အတွက်ပေါ့ခင်ဗျာနော်ဒုတိယလေးကိုပထမဆုံးထေစီပိုင်းလေးကိုကျွန်တော်စာပြီးတွက်ပေးပါမယ်ခင်ဗျာနော်ပထမဆုံးထေစီပိုင်းလေးကိုစာပြီးထည့်ပေးပါနော်ပထမဆုံးထေစီပိုင်းလေးဟာကျွန်တော်တို့ဒီဟာ9ရက်နော်ဒီဟာ9ရက် 5ရက်ဒီသုံးလုံးပေါင်းချင်းနော်ဒီသုံးလုံးပေါင်းချင်းကကျွန်တော်တို့15ရပါတယ်5ရက်နှစ်ခတ်ကတော့3ပေါ့ခင်ဗျနော်5ရက်နှစ်ခတ်က3ဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ဗာထိတ်စီထွက်သွားပြီလဲဆိုတော့3ရက်ထိတ်စီလေးထွက်သွားတယ်ခင်ဗျဟုတ်ပြီနော်9 9 9 9 3 25ဆိုတော့5ရက်နှစ်ခတ်က3ကျွန်တော်တို့3ထိတ်စီရသွားပြီခင်ဗျနော်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်ပေးပါနောက်တစ်ခုကြတော့ဒီမှာကျွန်တော်နှစ်နှစ်ရယ်တရား၄ရယ်၄ရယ် ဒီကျတော့သုံးလုံးပေါင်းချင်းကဒီမှာဆိုရင်၄နဲ့၄နဲ့ပေါင်းတော့၈၊နှစ်နဲ့ပေါင်းတော့၁၀၊သုံးညသုံးညရဲ့နှက်ခတ်က9ပါခင်ဗျ။ဟုတ်ပြီနော်။သုံးညနှက်ခတ်က9ဆိုတော့ဒီမှာကျွန်တော်က9ထိပ်စီ၄နဲ့နော်9ထိပ်စီထွက်သွားတယ်။ဟုတ်ပြီနော်။နှစ်၄၄ပေါင်းချင်းကကျွန်တော်တဆဲရပါလေ၃ညရဲ့နှက်ခတ်က9 9ထိပ်စီဒါကတော့ကျွန်တော်ထိပ်စီပိုင်းလေးလာပါကြီးခင်ဗျာเนาะဒါ22ရက်နေ့ကျွန်တော်17နှစ်တမင်မှာ ထိတ်စီကတော့ကျွန်တော်ဒီက1ရယ်ဟုတ်ပြီเนาะ1ရယ်ရ9ရယ်9ရယ်ဒီ3လုံးပေါင်းချင်းပါခင်ဗျာเนาะဒီ3လုံးပေါင်းချင်းကเนาะဒီ3လုံးပေါင်းချင်းဒီ3လုံးပေါင်းချင်းက7 7ဆိုတော့1ရယ်နှက်ခတ်ကကျွန်တော်8ရယ်ဟုတ်ပြီ1ရယ်နှက်ခတ်ကเนาะ1ရယ်နှက်ခတ်က8ဆိုတော့เนาะ1ရယ်နှက်ခတ်က8ဆိုတော့ကျွန်တော်တို့ဘာရအောင်လဲဆိုတော့ထိတ်စီရ ရှစ်ထိပ်စီရသွားပြီခင်ဗျာနော်ရှစ်တလုံးတော့ကျွန်တော်ပိုင်ရသွားပြီခင်ဗျာနော်ရှစ်တလုံးထိပ်စီရသွားပါပြီဒါကတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်လေးပါ Viber နံပါတ်မှာစာရေးပြီးတောင်းလို့ရပါတယ်ခင်ဗျာနော်ကျွန်တော်တော့ဖုန်းကင်လို့မရပါဘူးခင်ဗျာနော်ဒါကြောင့်မို့နော်ကနန်းလိုချင်တဲ့လူတွေကျွန်တော်တို့10နိုင်ကွယ်17နိုင်လောက်တောင်းပြီးလို့ရပါတယ်ခင်ဗျာနော်ဒီမှာကျွန်တော်တို့ဒီ Viber နံပါတ်မှာတောင်းပေးပါဟုတ်ပြီနော်ဒါကတော့ကျွန်တော်တို့17နိုင်10မိနစ်အတွက်ထိပ်စီပိုင်းလေးမှတ်စစ်တလုံးပါခင်ဗျာနော် lucky number လေးပေါ့အခုကျွန်တော် 12နာရီ10မိနစ်အတွက်အပိတ်ကနန်းလေးကိုဆက်ပြအောင်ခင်ဗျအပိတ်ကနန်းလေးကျွန်တော်တို့ကြည့်ပြပါနောက်အပိတ်ကနန်းလေးကဒီ3လုံးပေါင်းချင်းကျွန်တော်တို့8ရယ်9ရယ်6ရယ်ဟုတ်ပြီနော်8 9 6ပေါင်းချင်းဟုတ်ပါလေ8 9 6ပေါင်းချင်း73ပေါ့ခင်ဗျာနော်9ရယ်8ရယ်ပေါင်းချင်းက73 23 23ဆိုတော့ကျွန်တော်ဘာရမလဲ3ရယ်2ခက်က9 ဟုတ်ပြီ3ရက်နှက်ခတ်က9ဆိုတော့ဒီမှာပါထွက်သွားပြီလေ9ထိတ် sorry ပါ9အပိတ်နဲ့35ဆိုပြီးထွက်သွားတယ်ဟုတ်ပြီเนาะဒါနောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်နောက်တစ်ခုကလည်းဒီမှာ393ပေါင်းချင်း393ပေါင်းချင်းက6 15ရပါတယ်เนาะ15ဆို9ရက်နှက်ခတ်က3ဒီမှာကြတော့ကျွန်တော်နှလုံးယူလို့ရပါတယ်ဒီမှာကြတော့ကျွန်တော်9ပဲယူပါမယ်ဒီမှာ85ထွက်သွားတယ်ခင်ဗျဟုတ်ပြီเนาะ85လေးထွက်သွားပါတယ် ဒါဒီသုံးလုံးပေါင်းခြင်းကကျွန်တော်တို့15 9ရက်နှက်ကကတော့ဒီမှာကြောင့်ကျွန်တော်5ပဲယူထားတယ်5အပိတ်နဲ့ကျွန်တော်တို့85ထွက်သွားတယ်ဒါကြောင့်လာမယ့်70နိုင်10မိနစ်အတွက်ကျွန်တော်တို့အပိတ်ကဏ္ဍကဒီသုံးလုံးပေါင်းခြင်းခွန်3ညခွန်3ညခွန်3ညပေါင်းခြင်းကကျွန်တော်တို့9ရပါတယ်ခွန်ရက်နှက်ကက3ညဒါရောဒီမှာကျွန်တော်တို့ကအပိတ်နှလုံးယူပါတယ်8ခွန်ရယ်ကျွန်တော်တို့ဘာလာမလဲ8 3ညရယ် ဟုတ်ပြီနော်8ခွန်8 3ညကကျွန်တော်12နိုင်10မိနစ်မှာထိုးအောင်မယ်ခဏလေးပါဒါပေမဲ့ကျွန်တော်နေကုန်တွဲလို့ပြောထားတဲ့အတွက်မနေ့နေ့ညနဲ့ပေါင်းထိုးပြီးလို့ရပါတယ်အခုကျွန်တော်၄နိုင်ခွဲအတွက်တော့ပြပေးပါမယ်နော်မနေ့ညပြောင်းပြန်နဲ့ထွက်တက်ပါတယ်ခင်ဗျာနော်ဒါတော့ဒီတိုင်းကြတဲ့ခဏလေးပါကျွန်တော်တို့ခဏလေးလိုချင်ရင်ကျွန်တော်တို့21ရက်နေ့ကျွန်တော်တို့မနေ့ပိုင်း10နိုင်17နိုင်လောက်တောင်းပေးပါဒါမှမဟုတ်9နိုင်လောက်တောင်းပေးပဲရပါတယ်ခင်ဗျာနော်အားလုံးနဲ့ကျွန်တော်တို့ကံကောင်းကြပါစေနော်အခုတော့ကျွန်တော်ဒါ72နိုင်10မိနစ်အတွက်8ခွန်နဲ့8သုံးည ကိုညနေ၄နာရီခွဲညနေ၄နာရီခွဲမှာကျွန်တော်တို့ဖြစ်နိုင်ခြေရှိတဲ့ခဏန်းလေးကဘာဖြစ်မလဲဆိုတော့နော်ညနေ၄နာရီခွဲပထမဆုံးကျွန်တော်တို့ထိပ်စီးကိုကြည့်မယ်ဆိုရင်ပထမဆုံးထိပ်စီးရဒီကကျွန်တော်၄ရ၅ရပေါင်းချင်းရ၄၅ပေါင်းချင်းရဒီကနှစ်ပေါင်းချင်းဒီ၃လုံးပေါင်းချင်းကကျွန်တော်တို့မှာ9 9နဲ့4နဲ့ပေါင်းတော့71 71ဆိုတော့1ရက်နှက်ခတ်က10ပဲခင်ဗျာ နော်တရနှစ်ခက်က10ဖြစ်တော့ဒီမှာဘာထွက်သွားလဲဆိုတော့ကျော်တို့နော်ဘာထွက်သွားတော့10ထိတ်စီနေဒီမှာဟုတ်ပြီနော်တရနှစ်ခက်ကဆိုဒီမှာ10ထိတ်စီထွက်လာတယ်အပိတ်ကိုတခါလေးကျွန်တော်ပြမယ်ခင်ဗျအပိတ်ကြတော့ကျွန်တော်ဒီ၄လုံးပေါင်းခြင်း9 6 2 5 9 6 2 5ပေါင်းချင်းဟုတ်ပြီเนาะ9 6 2 5 sorry ပါမဟုတ်ပါဘူးเนาะ9ရယ်8ရယ်9 6 2 5 ါတယ်ကျွန်တော်နောက်ထပ်တစ်ခုနဲ့ထပ်ပြမယ်ခင်ဗျာတည်အောင်နည်းနည်းလွှဲသွားရအောင်ဟုတ်ပြီနော်အခုအပိတ်ကထိတ်စီရတော့ကျွန်တော်တို့ဒီ၃လုံးပေါင်းခြင်းဝင်၄၅နှစ်ပေါင်းခြင်းကကိုကိုနဲ့နှစ်နဲ့ပေါင်းတော့၁၁တရက်နှစ်ခတ်က၈ဒီမှာကျွန်တော်တို့ဘာထွက်သွားပြီလဲ၈ထိတ်စီထွက်သွားပြီအပိတ်ကကျွန်တော်ဒီနှလုံးပေါင်းခြင်းနော်ပိတ်ကဒီနှလုံးဒီနှလုံးပေါင်းခြင်းရဲ့ဒီနှလုံးပေါင်းခြင်းရဲ့ဟုတ်ပြီနော်၅၈နဲ့၅၆ပေါင်းခြင်းက 9856ပေါင်းချင်းတက်ဆက်ဆက်ရှင်း24 4ရက်နှက်ခတ်ကနှစ်ပေါ့ခင်ဗျာနော်ဒီနှလုံးနဲ့ဒီနှလုံးပေါင်း၄လုံးပေါင်းချင်းကဆက်တက်ဆက်ဆက်ရှင်း24 4ရက်နှက်ခတ်ကနှစ်ဒီမှာကျွန်တော်တို့နှစ်အပိတ်ထွက်သွားတယ်ဆက်ဆက်နှစ်ဟုတ်ပြီနော်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်ပေးပါနောက်တစ်ခုကဒီနှလုံးပေါင်းချင်းညလုံးပေါင်းချင်းဒီညလုံးပေါင်းချင်း၃လုံးပေါင်းချင်းက၁၈ကိုရဲ့နှက်ခတ်က၆ဒီမှာပါထွက်သွားပြီလဲဆိုတော့ကျွန်တော်တို့၆ထိပ်စီထွက်သွားပြီ ဟုတ်ပြီကျွန်တော်တို့အပိတ်ကိုကြည့်မယ်အပိတ်ကဒီနှလုံးပေါင်းခြင်းကကျွန်တော်တို့ခုနှစ်ဒီနှလုံးပေါင်းခြင်းက943ပေါင်းခြင်းခုနှစ်ခုနှစ်နဲ့လေးဆက်လေး၄ရက်နှက်ခတ်က2ဒီမှာပါထွက်သွားပြီလဲဆိုတော့နှစ်အပိတ်နဲ့62ထွက်လာတယ်ခင်ဗျဟုတ်ပြီနော်ဒီ၃လုံးပေါင်းခြင်းကကျွန်တော်တို့ထိစီရတယ်10 16ကိုယ်နှက်ကက6ထိစီဒီနှလုံးနဲ့ဒီနှလုံး၄လုံးပေါင်းခြင်းကကျွန်တော်တို့ဒီမှာဆိုရင်9 9 9 24 4ရက်နှက်ကက2 2အပိတ်62ရပါတယ်ခင်ဗျ เนาะဒါကြောင့်လာမယ်ကျွန်တော်တို့20နေ့ညနေ4နာရီခွဲမှာဒီဟာ9နဲ့10နဲ့ပေါင်းချင်းကကျွန်တော်တို့800ရတယ်ဒီဟာ10နဲ့ပေါင်းချင်းက9ဟုတ်ပြီเนาะ9ဆိုတော့ကျွန်တော်တို့9ရဲ့နှက်ခတ်က6ဒါကြောင့်မို့ထိတ်စီပိုင်းကကျွန်တော်တို့ဗာရသွားပြီလေညနေပိုင်းက6ထိတ်စီရသွားပြီခင်ဗျ6ထိတ်စီဆိုတော့အပိတ်ကဒီမှာ9တုံညာပေါင်းချင်းဒီမှာလည်း9တုံညာပေါင်းချင်းဟုတ်ပြီနော် အဲ့ဒီပေါင်းချင်း၄လုံးကကျွန်တော်တို့၁၀၃ညပေါ့၃ညရဲ့နှက်ခတ်က9ဟုတ်ပြီနော်၃ညနှက်ခတ်က9ဖြစ်တဲ့အတွက်ကျွန်တော်တို့တပေါက်ပဲထိုးရမယ်69ဒါကြောင့်မို့မနဲ့နဲ့ညနဲ့မှကျွန်တော်၃ခွက်ထိုးရမယ်8 69ရဲ့83ညဒါကတော့20အတိုင်းလေးကြခဲ့တဲ့ကနန်းလေး main ခွက်၃ခွက်ပေါ့ခင်ဗျအဲ့ဒီ main ခွက်၃ခွက်ကကျွန်တော်၂၁ရက်နေ့၁၂နာရီ10မိနစ်နဲ့ညနေ၄နာရီခွဲအတွက်နော်ဒါက ညနေကုန်အတွက်ဒီ၃ခွက်ပဲထိုးပေးရမယ်အဲ့ဒီမှာအရန်ထိုးကျင်တဲ့လူကျွန်တော်ရေးပေးမှာ၁နှစ်ခတ်က၈၁၀ရဲ့ပါဝါက၆ခွင်းနှစ်ခတ်က၃ည၇ခွင်းပါဝါ၂၃ညနှစ်ခတ်က၇၃ညပါဝါက၅၉ရဲ့နှစ်ခတ်က၆၉ရဲ့ပါဝါက၄ဟုတ်ပြီနော်အဲ့ဒီမှာမှကျွန်တော်တို့မနက်ထိတ်နဲ့ညနေအပိတ်နဲ့ဆိုရင်၈၂ခွင်းကဒီမှာကျိန်းဒီပထွက်လာပြီညနေထိတ်နဲ့မနက်အပိတ်နှလုံးနဲ့ဆိုရင်69နဲ့63ညဟုတ်ပြီနော် ဒီတစ်ခွက်ပါပို့ထိုးလိုက်ပေါ့ခင်ဗျာဂျန်တဲ့ခွက်ကတော့အရင်ပေါ့နော်ဂျန်တဲ့တွဲတွေကကိုယ်ကိုတွဲကြည့်ပေါ့အပူဆိုရင်ပါလာမယ်ဒီမှာအပူတော့မရှိဘူးဒီမှာလည်းမရှိဘူးခင်ဗျာနော်အားကြောင့်မို့ဒီမှာ6ခွန်6ခွန်7သုံးည6သုံးည၄ခွက်ပဲထိုးရမယ်မေးရတော့တဏီကုံတက်ကဒီ၃ခွက်ကတော့မေးပေါ့ဒါကတော့ကျွန်တော်မနက်ညနေညနဲ့ပြန်တွဲပြီးတဲ့ခဏန်းပေါ့ဟုတ်ပြီနော်အားလုံးပဲကျွန်တော်21ရက်နေ့မနက်ပေါ်ညပေါ်အားလုံးကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ